န်ကုန်တိုင်းစီရဲ့၄စင်သတင်းရစီစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မြန်မိုးထပ်ပေါင်းတင်ဆက်ပေးခြင်းတဲ့သတင်းရအကြောင်းအရာတွေကတော့ဒီလိုဆောင်းသောစီဖူလုံရေးထွက်လို့မြန်မာသည်နေကြာသီးနှံကိုတိုးချဲ့ဆိုက်ပြူးမည်ဆိုတဲ့သတင်းလာတွင်ရောဘာတန်ချိန်တသိန်းခွဲနီးပါးတင်ပို့ထားဆိုတဲ့တဲ့ လုပ်ခွင့်ရတော့လဲအချက်လက်မှန်ကန်ပါကကတ်ထုတ်ပေးမည်မဟုတ်ဆိုတဲ့သတင်းနိုင်ငံကသတင်းပုံနေနဲ့နိုင်ငံတန်တမာရေးသင်းမှမှုများကြောင့်တရုတ်မှဂျပန်တို့ခရီးသွားလက်ပတ်နှုံအလွန်ကြာဆင်းဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ် ထမအောင်တင်ဆက်ပေးခြင်းတဲ့သတင်းပုံအနေနဲ့ပြည်တွင်းစားသုံးစီဖူလုံရေးထွက်နှုန်းမြန်မာတိနေချာတိနံကိုတိုးချဲ့ဆိုက်ပျိုးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြည်တွင်းစားသုံးစီဖူလုံရှိရဲ့အတွက်စီထွက်နှုံးမြင်မာပြီးပြပသင်ပို့မှုနယ်ပါထိန်နေချာတီနန်ကိုတိုးချဲစိုက်ပျိုးသွားမယ်လို့စိုက်ပျိုးရှိမွေးမြူရေးနှင့်ဆယ်မြောင်းဝန်ကြီးဌာနမှသိရပါထိန်ဒီလိုတိုးချဲစိုက်ပျိုးမှုကိုလမ်းမဲ2026-2029ဘဏ္ဍာနှစ်မှာစတင်သွားမှာဖြစ်ပြီးနေပြည်တော်ပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်ရန်ကုန်နယ်အေရဝတီတိုင်းဒေသကြီးများရှိမိုးစပါးစိုက်ပျိုးပြီးအခြားတီနန်စ ိုက်ပျိုးခြင်းမရှိတဲ့ဧက6သိန်းခွဲကျော်မှဆောင်ရွက်သွားမယ်လို့ဆိုပါတယ်ဒါအပြင်စီထွက်တိနံဧရိယာတိုးချဲ့ခြင်းအဖြစ်အခြားတိနံတွေရဲ့စိုက်အေကာတွေရောနေသွားခြင်းမဖြစ်စေဖို့အတွက်လည်းတတိထားဆောင်ရွက်သွားမယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ခုနလအတွင်းရောဘာတန်ချိန်တသိန်းခွဲနီးပါးတင်ပို့ထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အခု2025-2026ဘဏ္ဍာနှစ်ခုနှစ်လသာအတွင်းပြည်ပသူရောဘာတန်ချိန်တသိန်းခွဲနီးပါအသိန်းပို့ထားရလို့မြန်မာနိုင်ငံရောဘာစိုက်ပျိုးထုတ်လုပ်သူများအသိန်းကနေသိရပါထိအခုဘဏ္ဍာနှစ်မှာ ရောဘာတန်ချိန်3သိန်းခွဲလောက်တင်ပို့နိုင်ဖို့ရှာထားပြီးဧပြီလကနေနိုဝင်ဘာလအထိပြည်ပကိုရောဘာတန်ချိန်3သိန်းခွဲနီးပါတင်ပို့နိုင်ခဲ့တယ်လို့ဆိုပါထိပ် ပြီးခဲ့တဲ့ဘန်နာနှစ်ကားထော်ရောဘာတန်ချိန်၃သိန်းဝင်းကျင်တင်ပို့နိုင်ခဲ့ကပူကုံဝင်းဝေးအမေရိကန်ဒေါ်လာတန်900နီးပါးရရှိခဲ့တယ်လို့သိရပါတယ်ဒီတွင်မှရောဘာသုံးဆွဲမှုကနှစ်စဉ်တန်ချိန်2000ကျော်ရှိပြီးပြည်ပကိုတန်ချိန်3သိန်းဝန်းကျင်တင်ပို့နေခါတရုတ်ကို85ရာခိုင်နှုန်းအပြင်မလေးရှား၊အင်ဒိုနီးရှား၊ဗီယက်နမ်၊အိန္ဒိယနဲ့ဂျပန်နိုင်ငံတို့ကိုလည်းတင်ပို့နေတယ်လို့သိရပါတယ်ရှင်။ဆလဘီ OWIC ပြုလုပ်ခွင့်ရသော်လည်းအချက်လက်မမှန်ကန်ပါကကတ်ထုတ်ပေးမည်မဟုတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြပလောကအလုံးသမားတသိခံက OWIC ပြုလုပ်ခွင့်ရတော့လဲအချက်လက်မမှန်ကန်ပါကကတ်ထုတ်ပေးမှာမဟုတ်ချောင်းလောကသမားဝင်ကြီးဌာနကထုတ်ပြန်ပါအထိမိမိရစီစဉ်နဲ့ခွင့်ပြန်လုံသားအဖြစ်ပြပတို့ပြန်လည်သွားဆောင်လုပ်ကိုင်းမဲ့သူတွေရဲ့အတွက် OWIC ကကိုတန်းစီစရာအလိုက်စစ်ဆေးခွင့်ပြုပေးလျက်ရှိတယ်လို့ဆိုပါအထိ ကပ်ပြုလုပ်ခွင့်စရင်တွင်ပါဝင်တော်လဲ OWIC ထုတ်ပေးရေးတာဝန်ခံမှလူကိုယ်တိုင်လူတွေစစ်ဆေးခြင်းဆောင်ရွက်စာရမ်းများကိုမှန်ကန်မှုရှိမရှိစစ်ဆေးခြင်းတို့ဆောင်ရွက်ရှာမှမှန်ကန်မှုမရှိကြောင်းစီးစစ်တွေ့ရှိရပါက OWIC ထုတ်ပေးမှာမဟုတ်ဘူးလို့အတည်ပြုထားပါတယ် လက်ရှိခွင့်ပြန်များမှာမလေးရှားနိုင်ငံနဲ့စင်ကာပူနိုင်ငံတို့အတွက်ရှောက်ထားသူများအများပြနေထားကြောင်းလုပ်ငန်းခွင်တို့အချိန်မီပြန်လည်ထွက်ခွာဖို့အခက်အခဲများဖြစ်ပေါ်လျက်ရှိတယ်လို့လည်းသိရပါသေးရှင်။နိုင်ငံတကာသတင်းဘုံအနေနဲ့နိုင်ငံတန်တမာရေးသိမ်းမှောင်မှုများကြောင့်တရုတ်မှဂျပန်တို့ခရီးသွားလေပတ်နှုန်းအလွန်ကျဆင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လက်တလုံးတန်တမန်ရေးတင်းမောင်မှုထွေးချောင်းတရုတ်မှဂျပန်တို့အခဲကြီးသွားခြင်းအတော်လေးချာစင်လာကပြီးခဲ့တဲ့ရတရပါကထက်လင်းရင်လက်မှတ်ပဲ့ဖြတ်သားတွေအလွန်များပြားခဲ့တယ်လို့ခဲကြီးသွားပလက်ဖောင်းယူမီထွေးကတင်းလာနေကပြောပါထိတ်အချက်လက်တွေအရနိုဝင်ဘာလ15ရက်နေ့မှ23ရက်နေ့အထိတရုတ်မှဂျပန်သို့သွားတဲ့လေကြောင်းခရီးစဉ်တွေအတွက်လက်မှတ်ပဲ့ဖြတ်ခြင်းတွေကပြီးခဲ့တဲ့ရက်တဘာကထက်ဆက်နက်စပိုများက ခဲ့ပါတယ်။ Flight Master ရဲ့အချက်လက်အရာဆိုရင်တနင်္လာနေ့နနက်မှာတရုတ်ဂျပန်လမ်းချောင်းခရီးစဉ်ဆနှစ်ခုဖြတ်သိမ်းခဲ့ရပြီးတီယန်ချင်းနန်ချင်းမှအိုဆာကာသို့သွားတဲ့ခရီးစဉ်တွေကအများဆုံးဖြစ်နေပါတဲ့ Air China, China Eastern Airlines, China Southern Airlines တို့ကနိုဝင်ဘာလ15ရက်နေ့မှာဂျပန်ခရီးစဉ်ရသူအငွေပြန်အန်တာတွေ booking ပြန်လုပ်ပေးတာတွေကြေညာခဲ့ပြီးနောက်ဂျပန်သို့သွားထိပ်ပြည်တွင်းနေချောင်းလိုင်းတွေမှာ booking အသင့်မှုနှုန်းကျဆင်းခဲ့ပါထိပ်ဂျပန်မှာပြည်တွင်းစီးပွားရေးလုပ်ငန်းတွေက လာမယ့်လထွေမှာစီးပွားရေးစိုးရိမ်နေကြရလို့ဂျပန် NHK ရုပ်သံကဖော်ပြထားပါတယ်။ တရုတ်ထိုင်ဝမ်ကိစ္စအပေါ်ဂျပန်ဝန်ကြီးချုပ်စာနယ်ထားခိုင်းချီမှတ်ချက်ပြောထားတာနဲ့ပတ်သက်ပြီးဂျပန်အစိုးရအနေနဲ့အပြန်လဲရှုံးချမှုပြန်လဲမရယူနိုင်မှာကဂျပန်အနေနဲ့တရုတ်မှအဲခရီးသွားနှုံ90ရာခိုင်နှုံးခန့်ကြာစင်းလာလိမ့်မယ်လို့ပညာရှင်များသတိပေးထားပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတယ်။တီရှူအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမကတော့များမိုးထပ်ပါ။